မြန်မာထိုင်းနယ်စပ်ကရင်ပြည်မြဝတီတောင်ဘက်ခြမ်းကမင်းလက်ပံရွာမှာဖြစ်ခဲ့တဲ့စိုးရိမ်စရာတဲ့ရင်တပုတ်နဲ့စပါမယ်။ ကရင်မျိုးသားအစည်းအရုံး KNU ရဲ့ဒီမကြသေးခင်ကပေါ့လေဒီစစ်စင်ရေးတစ်ခုဟာမြန်မာထိုင်းနယ်စပ်ကနယ်စပ်ဖြတ်ကျော်ငွေလိမ်လည်မှုကွန်ရက်ကြီးတစ်ခုကိုဖော်ထုတ်လိုက်ပါတယ်။အရင်က DKBA ဒီထိန်းချုပ်နယ်မြေဖြစ်တဲ့မင်းလက်ပံရွာက စခန်းတွေကို KNU ကဝင်ရောက်စီးနှင်းခဲ့ရမှာတော့အာဒီနိုင်ငံတကာကဒီတခြားနိုင်ငံသားတွေအများကြီးကိုကယ်တင်ဖမ်းဆီးရမိခဲ့ပါတယ်။အာအဲ့ဒီဖြစ်စဉ်ဟာကမ္ဘာလုံးဆိုင်ရာရာဇဝတ်မှုတိုက်ဖြတ်ရေး အတွက်တကယ့်ကိုမှအရေးပါတဲ့အလှည့်ပြောင်းတစ်ခုကို ဖြစ်ပေါ်လာနိုင်စီပါတယ်။အာ KNU မြေပြင်အဖွဲ့ရဲ့နိုဝင်ဘာလ23ရက်နေ့နဲ့24ရက်နေ့တွေ့ရှိချက်တွေအရဆိုရင်အဲ့ဒီစခန်းထဲမှာနိုင်ငံပေါင်း10နိုင်ငံကအာနိုင်ငံသားသားစုစုပေါင်း840ယောက်ကို တွေ့ခဲ့ရတယ်လို့ဒီကနေ့မှပဲသတင်းထုတ်ပြန်ထားတာပါ။အဲ့ဒီလူတွေထဲမှာဆိုလို့ရှိရင်ဒီအီသီရိုးပီးယားနဲ့ရဝမ်ဒါကအာဖရိကနိုင်ငံသားတွေအပြင်တရုတ်၊ထိုင်ဝမ်၊ဖိလစ်ပိုင်နဲ့ ထိုင်းနိုင်ငံအပါအဝင်အာရှနိုင်ငံသားအများကြီးပါဝင် နေပါတယ်။ KNU ကအဲ့ဒီစခန်းထဲကနေတင်စီရမိထားတဲ့ကွန်ပျူတာတွေနောက်ပြီးတော့မိုဘိုင်းပစ္စည်းနဲ့ဒီစုံစမ်းအာစစ်ဆေးမှုဆိုင်ရာ အထောက်ထား data အလုံးကိုကျွမ်းကျင်စွာလေ့ကျင့်ထားတဲ့ရာဇဝတ်မှုမြင်ကွင်းစုံစမ်းစစ်ဆေးရေးအဖွဲ့တွေစီကိုလွှဲပြောင်းပေးမယ်လို့တရားဝင် ထုတ်ပြန်လိုက်ပါတယ်။ KNU ဟာဒီအခြေအနေကိုနည်းမြေအာနည်းမြေပေါ့လေဒီနည်းဖြတ်ကျော်အာငွေလိမ်လည်မှု ှုဂိုင်းများစုံစမ်းစစ်ဆေးရေးအတွက်တမိုင်းဝင်သင်ခန်းစာတစ်ခုအဖြစ်အသုံးချဖို့နိုင်ငံတကာအတိုင်းဝိုင်းကို အရေးပေါ်တောင်းဆိုထားပါတယ်။စကိုင်းတိုင်းခင်ဦးမျိုးနယ်တဲ့ကတိုက်ပွဲတွေနဲ့ပတ်သက်လို့ဆက်ပြီးတော့ပြောပြပါမယ်။နိုဝင်ဘာလ23ရက်နေ့ကဖြစ်ခဲ့တဲ့တိုက်ပွဲတစ်ခုမှာဆိုလို့ရှိရင်စစ်ကော်မရှင်တပ်ရဲ့စစ်ကြောင်းဟာတက်ပြတ်သွားတဲ့အထိတိုက်ခိုက်ခံခဲ့ရတယ်လို့ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့တွေစီကလည်းသိရပါတယ်။ခင်ဦးမျိုးနယ်တဲ့ကိုစစ်ကြောင်းထိုးလာတဲ့စစ်ကော်မရှင်တပ်တွေက ကိုမုံလရွာနာမှာပူပေါင်းတပ်ဖွဲ့တွေကအပြင်းထန်တိုက်ခိုက်ခဲ့တာပါတိုက်ပွဲကလေကွင်းပြင်ကြီးထဲမှာဖြစ်ပွားခဲ့ပြီးတော့တော်လိုင်းရေးတပ်ဖွဲ့တွေရဲ့ဒီခမန်းချက်အရဆိုလို့ရှိရင်စစ်ကော်မရှင်တပ်ဘက်ကတိုက်ဆုံတဲ့သူအယောက်90ကနေ80ကြားရှိနိုင်တယ်လို့ဆိုပါတယ်စစ်ကြောင်းထဲမှာမူလကအင်အား180ဝန်းကျင်လောက်ပါတာဖြစ်ပြီးတော့ဂျန်နက်တပ်ဖွဲ့ဝင်တွေကတော့ဒီလေကင်းရိုးတွေနောက်ပြီးတော့မြောင်းတွေထဲမှာပုံပြီးတော့ပဲဒီအာ မုံလာရွာဘက်ကိုထွက်ခွာပြီးတော့ဆုတ်သွားတယ်လို့ဆိုပါတယ်။ ဲ့ဒီစစ်ကြောင်းဟာကမ်ဘလူးဘက်က နေပြီးတော့ဒီအာပြင်နာပြူရွာကိုသွားဖို့စူးစမ်းနေတယ်လို့လည်းသတင်းအရင်းမြစ်တွေကပြောပါတယ်။ဒါဟာခင်ဦးမျိုးနယ်ထဲမှာစစ်ကော်မရှင်တပ်စစ်ကြောင်းဒါတက်ပြတ်အောင်တိုက်ခိုက်အာနိုင်ခဲ့တာဟာဆိုလို့ရှိရင်ဒီနှစ်ထဲမှာဒုတိယအကြိမ်မြောက်ဖြစ်ပါတယ်။တော်လိုင်းရေးတပ်ဖွဲ့တွေရဲ့သုံးသက်ချက်အရဆိုလို့ရှိရင်ဒီလိုမျိုးတက်ပြတ်အောင်တိုက်ခိုက်နိုင်တာကအဓိကတော့စိတ်သက်ချင်းကြွားချမှုကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။ ရှမ်းပြည်မြောက်ပိုင်းလာရှုမြို့နယ်နားမှာတော့ဒီကိုကန့်တက်မတော့ MNDAA နဲ့စစ်ကော်မရှင်တပ်ဖွဲ့တို့ကြားမှာစစ်ရေးတင်းမာမှုတွေပြင်းထန်လာနေပါတယ်။ဒီတင်းမာမှုတွေကြောင့်အရေးပါတဲ့လမ်းပိုင်းတွေပိတ်ဆို့ခံရပြီးတော့ကုန်သွယ်ရေးပိုင်းကိုပါထိခိုက်နေပါတယ်။တင်းမာမှုဟာဆိုလို့ရှိရင်နိုဝင်ဘာလ17ရက်နေ့တွိတ်ဆုံမှုမှာစစ်ကော်မရှင်တပ်ဘက်က MNDAA ကိုတီဘောလာရှိုးလမ်းပိုင်းကနေဆုတ်ခွာပေးဖို့တောင်းဆိုတာကိုကိုကန့်တပ်ဘက်ကလက်မခံတာနဲ့စာခဲ့တာပါ tá? Ah. ဒါကြောင့်နှစ်ဖက်တက်တွေဟာတီဘောလာရှိုလမ်းမကြီးပေါ်ကအဓိကလမ်းပိုင်းတွေကိုအပြန်အလှန်ပိတ်ဆို့ထားတဲ့အတွက်တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက်အရေးပါတဲ့ကုန်တင်ရင်းတွေကတော်တော်လေးကိုအခက်ခဲနဲ့ရင်ဆိုင်နေရတယ်လို့ဆိုပါတယ်။လာရှိုမြို့ပေါ်မှာဆိုလို့ရှိရင်လည်းမင်းညာကစစ်ကော်မရှင်တပ်စခန်းကနေတနက်အချက်ရီ20လောက်တစ်ဖက်သက်ပေါ့လေပြစ်ခတ်တာတွေမျိုးကိုကြားခဲ့ရတဲ့အတွက်ဒေသခံတွေကတော့စိုးရိမ်ထိလန့်နေကြပါတယ်။ဒါပေမဲ့မြို့ပြင်ကရွာတွေမှာတော့ကိုကန်တက် တော့ MNDAA ရဲ့အုပ်ချုပ်ရေးလုပ်ငန်းတွေဟာပုံမှန်အတိုင်းလည်ပတ်နေပြီးတက်ဆုတ်တာမျိုးမရှိသေးဘူးလို့ဒေသခံတွေကပြောပါရယ် တရုတ်ရဲ့ဒီဂျာဝင်ပေးမှုနဲ့ရခဲ့တဲ့အပြစ်ခတ်ရစဲမှုဟာဆိုလို့ရှိရင်စစ်ကော်မရှင်ရဲ့တက်ပြန်ဆုပ်ရေးတောင်းဆိုမှုတွေကြောင့်တနည်းမပြည့်ခင်မှာပဲတင်းမာမှုတွေပြန်ပြီးဖြစ်လာလို့ရှမ်းမြောက်ဒေသရဲ့စစ်ရေးနဲ့စီးပွားရေးအခြေအနေတွေကိုဆက်ပြီးတော့အဆောင်ကြည့်ရမှာဖြစ်ပါတယ်။အမေရိကန်ကိုရောက်နေတဲ့မြန်မာနိုင်ငံသားတွေအတွက်အရေးကြီးတဲ့သတင်းနဲ့ဆက်ပါမယ်။အမေရိကန်ကမြန်မာနိုင်ငံသားတွေအတွက်ပေးထားတဲ့ယာယီနေထိုင်ခွင့်အာ TPS အစီအစဉ်ကိုဖျက်သိမ်းတော့မယ်လို့ ဘာလ24ရက်နေ့မှာကြေညာခဲ့ပါတယ်မြန်မာနိုင်ငံရဲ့အခြေအနေဟာနိုင်ငံသားတွေဒီဘေးကင်းလုံခြုံစွာနဲ့ပြန်သွားလို့ရလာအောင် အုပ်ချုပ်ရေးနဲ့တည်ငြိမ်မှုအပိုင်းမှာ ိတာတဲ့တိုးတက်ပြောင်းလဲမှုတွေရှိလာပြီလို့အကြောင်းပြချက်ပေးထားပါတယ်။အဓိကကတော့စစ်ကော်မရှင်ကလုံမဲ့ဒီလုံဖို့ပေါ့လေစီစဉ်ထားတဲ့ရွေးကောက်ပွဲကိစ္စနောက်ပြီးတော့အရေးပေါ်အခြေအနေအဆုံးသတ်မှုနဲ့အပြစ်ကရစေးရေးသဘောတူညီမှုတွေကိုအမေရိကန်အစိုးရကတိုးတက်မှုအထောက်ထားအဖြစ်မြင်နေတာပါ။အဲ့ဒီဆုံးဖြတ်ချက်ကြောင့်လက်ရှိ TPS နဲ့နေထိုင်နေတဲ့မြန်မာနိုင်ငံသားအယောက်၄000ကနေ1000လောက်အထိဟာ2026ခုနှစ်ဇန်နဝါရီလ26ရက်နေ့ နေ့မှာနေထိုင်ခွင့်တက်တန်းကုန်ဆုံးတော့မှာဖြစ်ပြီးနေရက်ကိုပြန်ပို့ခံရမယ့်အခြေအနေတွေနဲ့ရင်ဆိုင်နေကြပါတယ်။အမေရိကန်သမ္မတဟောင်းဂျိုးဘိုက်ဒန်လက်ထက်မှာယာယီနေထိုင်ခွင့်ကိုမြန်မာနိုင်ငံမှာအာဏာသိမ်းမှုဖြစ်ပြီးမကြခင်2021ခုနှစ်မေလမှာသတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်။ ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာနကဒီအခြေအနေအောက်မှာရှိတဲ့မြန်မာနိုင်ငံသားတွေအနေနဲ့ဒီအမေရိကန်အကောက်ခွန်နဲ့ NASA ကာကွယ်ရေးရဲ့ phone application ကိုအသုံးပြုပြီးတော့ထွက်ခွာဖို့တိုက်တွန်းထားတာပါ အခုတော့အဲ့ဒီယာယီနေထိုင်ခွင့် TPS အစီအစဉ်ကိုဖျက်သိမ်းတော့မှာဖြစ်လို့တရားဝင်အလုပ်လုပ်ခွင့်ကတ်တွေပါဆုံးရှုံးရမယ့်အခြေအနေမျိုးဖြစ်နေပါတယ်အမေရိကန်အစိုးရရဲ့အကြောင်း ြချက်တွေကိုလည်းဝေဖန်တဲ့သူတွေရှိနေပါတယ်။လူအခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ဒီ Human Rights Watch အပါဝင်မြန်မာနိုင်ငံသားတွေကြားမှာလည်းစိုးရိမ်မှုတွေချက်ချင်းဆိုသလိုကိုထွက်ပေါ်လာပါတယ်။ဒါအပြင်ကုလသမဂ္ဂနဲ့ဒီအမေရိကန်လွှတ်တော်အမတ်တွေကပါစစ်တပ်ကကျင်းပမဲ့ရွေးကောက်ပွဲကိုဟန်ပြရွေးကောက်ပွဲအတုအယောင်ရွေးကောက်ပွဲလို့သုံးသပ်ထားချိန်မှာဒီဆုံးဖြတ်ချက်ထွက်ပေါ်လာတာဟာနိုင်ငံရေးအရမေးခွန်းထုတ်စရာဖြစ်နေပါတယ်။